တဲ့နဲ့ဘောမနုပညာရှင်တချို့အသုံးချပြီးတော့မှအဲဒီသတင်းဖုံးသွားအောင်လောက်တာမျိုးတွေပေါ့နော်ဒီဟာကြီးလဲစစ်ကောင်စီကအမြဲတမ်းလှုပ်တတ်တာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ဘက်မှာကြောက်ရလေရန်သူကိုအနာမပေးရဘူးဆိုတာတော့မှန်တယ်အဲရန်သူကိုတက်ရှူခွင့်မပေးရဘူးဆိုတာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့အဖွဲ့ကြီးလဲတက်ရှူဖို့တော့လိုအပ်တယ်ဟုတ်တယ် ွဲမလာပါအာကျွန်တော်တို့နှုတ်မဆက်ဘူးနှုတ်မဆက်ဘူးပြောနေလို့နှုတ်ဆက်ပြရပြီးသူအမငါတို့တန်းနေပြန်နေကြိုးစားပါတယ်အာကျွန်တော်ဒီရက်ပိုင်းမှာတချို့ကိစ္စတွေပေါ့နော်တချို့ကိစ္စတွေမှာဒီတောင်ခမ်းတို့ဟုတ်တယ်မိုးပြဲတို့ပြန်မှာဆိုလို့ရှိရင်ဒီဆကဆကိုရီတော်လိုင်းတက်ဖွဲ့ရဲ့တချို့စခန်းတွေပေါ့နော်စခန်းဆိုတာကြီးကြီးမားမားဟိုအခြေဆိုင် ထားတယ်ဌာနချုပ်မျိုးကြီးတော့မဟုတ်ဘူးပေါ့မဟုတ်ဘူးဟုတ်ဘူးဒါပေမဲ့ရှင်းကျွန်တော်အဖွဲ့တွေကအဖွဲ့ရရယူထားတဲ့နေရာတွေဟုတ်တယ်ဆိုဆိုမိုးထားပြီးတော့မှရှေ့မှာဒီကာကင်းပုံစံမျိုးပဲရှေ့မှာလူနဲလူနဲငယ်နေပေါ့နော်ဟိုဟာဖြစ်ထားတဲ့ရှေ့ကောင်စီဝင်လာမယ်ဆိုလို့ရှိရင်စောင့်ကြိုတိုက်ခိုက်ဖို့အတွက်ရှေ့ကနေကြိုပြီးကာကင်းထုတ်တဲ့နေရာမျိုးတွေပေါ့နော်ဒီလိုနေရာမျိုးတွေကိုအဲသူတို့ဘက်ကပြန်ပြီးတော့မှရယူပြီးတော့မှဒါအောင်မွေးခံနေတာတွေလည်းတွတ်တွေ့ရတယ်ပိုဆစ်ဆင်လာပြီးပိုဆစ်ဆင်လာလည်းတွေ့ရတယ်ပြီးရင်ဒါ drone ဆိုလို့ရှိရင်ဒါဟိုတုံးပြီးတော့မှ drone 3နိုင်လည်း တော်တော်လေးကောင်းလာတာတွေတွေ့ရတယ်ပေါ့နော်အတွေ့ရတယ်ပြီးတော့ဒီဟာတွေကိုတို့အဲဝါရဖြန့်အနေနဲ့စစ်ကောင်စီ channel တွေမှာပြန်ပြီးတော့မှတို့လူတို့မိုဒီပြန်ပြီးတဲ့ပုံစံမျိုးလဲတင်နေတာတွေ့ရတယ်ပေါ့နော်အဒီဟာကဟိုတော်လိုင်းတွေအများကြီးစိတ်သက်သာတယ်ရမဟုတ်ပေမဲ့လဲသူကဟိုဒီဘက်က drone နဲ့တော်လိုင်းတက်ဖွဲ့ drone နဲ့တိုက်ခိုက်တာ video file ဆယ်ဖိုင်တင်နိုင်သူကကူမတဖိုင်တော့ပဲတင်နိုင်တဲ့အခြေအနေပဲရှိသေးတယ်။ဒါ video file ညင်းပဲရှင်းပြသေးတာ။ကိုရီးယားအောင်ပွဲစခန်းနေကိုတိုက်တဲ့အောင်ပွဲ ဒီစိတ်ရာနေချီထောင်ထောင်နေချီပြီးတော့အခုဟိုယာမခါတွေပါတွေရောဟိုရှမ်းပြောင်းတွေပါတွေရောပေါင်းမယ်ဆိုရင်ထောင်ချီလောက်ဒီရှိတယ်ပေါ့နော်လက်နေပေါင်းဆိုလို့ရှိရင်လည်းတောင်းချီဒါတောင်းချီတော့မကလောက်သိင်္ဂနန်းလောက်ထိတော့ဟုတ်တယ်သိင်္ဂနန်းလောက်ထိရှိသိင်္ဂနန်းလောက်ထိရပြီးွားပြီပေါ့နော်အဲဒါပေမဲ့သူတို့ဘက်ကပြန်ပြီးတော့မှဒါနည်းနည်းပြန်ပြီးတော့အသက်ရှူပြန်ပြီးတော့အသက်ရှူနိုင်ပြီဆိုတော့အခြေအနေမျိုးပြန်ပြီးလှုပ်လာတဲ့ဟာလေဒါချိုးနေရတယ်တွေ့လာရအချိုးနေရန်သူကိုအထင်တော့တေးလို့မရဘူးပေါ့နော်အဲ့ဒီဟာလေးတစ်ချက် ါတော့တော်လိုင်းတက်ဖွဲ့ရဲ့အနေနဲ့လည်းဒါလေးကိုဟိုသတိလေးချက်ဖို့ပေါ့နော်အကြံလေးပေးခြင်းတယ်ပေါ့စစ်ကောင်စီအဓိကတော့စစ်ကောင်စီကိုဟိုစစ်ကောင်စီကသူကရတဲ့နီလန်းနဲ့ညီလေးကသူကအနာတောင်းနေပါပဲဟုတ်တယ်ဟုတ်တယ်ချိန်ဆွဲမယ်ပေါ်ဝါကူမယေရှုမှာတရုတ်ကိုလာခဲ့ပါအောင်တရုတ်မှာတွေ့ကျင်တယ်လို့ဟိုမှာတွေ့ကျင်တယ်ဒီမှာတွေ့ကျင်တယ်လို့ဟိုလိုလိုဒီလိုလိုပြီးလို့ရှိရင်တရင်ကိုတရင်ကိုတရင်နဲ့ဖုံးအောင်လှုပ်တဲ့ဟာမျိုးတွေပေါ့နော်ညာကျန်တဲ့ကိစ္စတွေသူတို့တခုခုလှုပ်ဖို့အတွက်အာယူတဲ့အချိန်မှာအဲ ောဖြစ်တဲ့သတင်းတခုပေါ်တော်တော်သတင်းတွေမျိုးထားပြီးတော့လောက်တာမျိုးတို့အဲတန်တဲ့ဘောမနုပညာရှင် တချို့အသုံးချပြီးတော့မှအဲဒီသတင်းဖုံးသွားအောင်လောက်တာမျိုးတွေပေါ့နော်ဒီဟာကြီးလဲစစ်ကောင်စီကအမြဲတမ်းလှုပ်တတ်တာဖြစ်တဲ့အတွက်ဒီလိုလှုပ်ပြီဆိုလို့ရှိရင်တော့တခုအဲသူတို့ဘက်ကတခုထူးထူးခြားခြားလှုပ်တော့မယ်ဆိုတဲ့ဟာလေးသတိထားစေချင်တယ်ပေါ့ပြီးအခုရုရှားသွားပြီးတော့ရုရှားကနေပြန်လာတဲ့အခါမှာဒါတော့အကျိုးမြတ်မရှိဘဲနဲ့တော့မသွားဘူးအဲအကျိုးမြတ်မရှိခဲ့ရင်တော့ပါပဲ तू က သွားတာကသူဆစ်ရှုံးနေတဲ့ခေါင်းဆောင်တယောက်သွားတာဖြစ်တယ်ဆစ်ရှုံးနေတဲ့ခေါင်းဆောင်တယောက်သွားတယ်ဟိုဘက်ကလည်းရှုံးနေတဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက်အဲသူကဘာကူညီရမယ်ဆိုအရှုံးအရှုံးရင်မချင်းသွားပြီးဂျပန်ထိုးကြတာပေါ့ဒီဟာအဓိကသူဖက်ငိုကြတာအမှန်တကယ်ချက်ပါလဲဖက်ငိုကြတာဒါတော့ကျန်တာသာဟိုဟိုအဓိကကတော့မကြွမင်းမဟုတ်တော့ကကြွမင်းတော့ကတွေဝေပြီးနှစ်ယောက်သားရင်မချင်းဂျပန်ထိုးပြီးသွားပြီးဖက်ငိုတဲ့အချိန်မှာဘာဖြစ်ဖြစ်ရုရှားကသူအင်အားကြီးနိုင်ငံတစ်ခုဖြစ်တယ်လက်နဲ့ အစမ်းပြားတွေပိုင်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်သူကပြန်ပြန်လာပြီဆိုလို့ရှိရင်တော့တခုခုတော့ဒီကောင်ဒီလောက်ပျော်နေပုံထောက်ရင်ဟုတ်တယ်ဟိုတထေးအိမ်ကပြန်လာတဲ့ဟိုဟာလို့ပေါ့ဟိုစင်းရဲသားတယောက်လို့ပေါ့ဘာဖြစ်တထေးကတော့အိမ်မှာဟိုမမတော့ဟိုပိုတဲ့ဟိုအဝေးစားအကြလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးဟိုမတော့တော့တဲ့တခုခုပေါ့နော်ဒါပေမဲ့အဲ့ဒီဟာကလည်းဒီစင်းရဲသားအတွက်က ဟိုကောင်းကောင်းတဲ့အရာတစ်ခုပါကောင်းတဲ့အရာဖြစ်နေလိမ့်မယ်ဖြစ်ရင်ဖြစ်နေလိမ့်မယ်ပေါ့ပြီးရင်ဒီခြေပွဲအတွင်းမှာမတုံးတဲ့တချို့သောပစ္စည်းတွေတချို့သောလက်နက်ပစ္စည်းတွေပါလာနိုင်တယ်တော့အဲ့တော့အခုနောက်ပိုင်းမှာသူတို့ဘက်ကပြန်ပြီးတော့မှနည်းနည်းလေးဟိုရှေ့ကိုပြန်တိုးလာတာလေးတွေ့ရတယ်ပေါ့အဲ့ဒီခါလေးလဲတော်လိုင်းတက်ဖွဲ့အနေနဲ့ကဒါသူတို့အသက်ရှူဝင်ပေးရတယ်သူတို့ကတော့အသက်ဝအောင်ရှူပြီးတော့မှအဲတော်လိုင်းတက်ဖွဲ့ကိုပြန်ပြီးတော့ရတဲ့နီလန်းနဲ့ဖိမယ်ဆိုတာလေးသတိချက်စေခြင်းနဲ့ပေါ့နော်ဟုတ်တယ်ပြီးတော့ဒါက तू က အချိန်ဆွဲတာပေါ့နော်ဟုတ်တယ်အချိန်ဆွဲသူ့ဘက်မှာကအချိန်ဆွဲနိုင်လေလေသူ့အတွက်ချီတင်ကောင်းလေလေသူကသူ့မှာကထုတ်လုပ်နိုင်တဲ့အင်အားရှိတယ်အဲထုတ်လုပ်ဖို့ကုန်ကြစိတ်စိုက်ထုတ်နိုင်တဲ့အင်အားလည်းရှိတယ်နိုင်ငံကိုမတရားအာဏာရယူထားတဲ့ကောင်ဖြစ်တဲ့အတွက်သူ့စီမှာအကုန်ရှိတယ်ပေါ့နော်ရှိတယ်အဲကြတော့အဲ့ကောင်ကအချိန်ရသွားပြီဆိုရင်ဒီဥစ္စာတွေမှာပြန်ပြီးတော့ဖြစ်တင်းမယ်အပြင်ဆင်မယ်ပြီးရင်ခုနလိုပဲ80တိုးလာတာမျိုးတွေသူကလုံပါပဲဒါတိကျပေါ့လုံမဲ့ဟာပေါ့နော်အဲကျွန်တော်ဘက်မှာကြာရောလေရန်သူကို နာမပေးရဘူးဆိုတော့မှန်တယ်အဲရန်သူကိုတက်ရှူခွင့်မပေးရဘူးဆိုတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့အဖွဲ့ကြီးလည်းတက်ရှူဖို့တော့လိုအပ်တယ်ဟုတ်တယ်အဲတော့ကျွန်တော်တို့အဖွဲ့ကြီးခုဒါတက်ရှူဖို့အတွက်ဒါပြကောင်းဖြစ်မယ်အဲပြီးရင်ခုနလိုပေါ့နော်နောက်ထပ်အစီအစဉ်အတွက်လည်းပြကောင်းဖြစ်မယ်အဲဒါမျိုးအခြေအနေတွေဒါအေးနေတဲ့အချိန်မှာစစ်တပ်ကဒီဥစ္စာကိုခွင့်ကောင်းယူပြီးတော့လှုပ်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဖွဲ့ကြီးဘက်ကလည်းအဲခုနလိုရန်သူကိုအသက်ရှူခွင့်မပေးရအောင်ဆိုတာဒီအဖွဲ့အစည်းပဲတက်တက်လုံးတောက်လျှောက်တရက်မှမနာဘဲနဲ့တိုက်ဆိုပြီးပုံစံမျိုးတော့မဟုတ်ဘူး အကြောင်းပို့ပြီးတော့စီးလုံးရမယ်။မာမိတ်ဆက်ဆံရေးတွေပို့ပြီးတော့ကောင်းမွန်အောင်တည်ဆောက်ရမယ်။ဒီအဖွဲ့ကဒီလိုမျိုးအခြေအနေကြောင့်မလို့ပြင်ဆင်ခြင်းရောက်ပြီဆိုရင်နောက်တစ်ဖွဲ့ကစစ်တပ်ကိုအနာဝေးဝေးနဲ့ဆက်ပြီးတော့ထိုးစစ်ဆင်တာမျိုးပေါ့နော်။အဲဒီတစ်ဖွဲ့လိုအပ်တဲ့ချိန်မှာဒီတစ်ဖွဲ့ကရှိနေပေးတာမျိုးဒါမျိုးပုံစံမျိုးဆိုလိုတာပေါ့နော်။အဲ့တော့ရန်သူကတော့အဲသူကတောက်လျှောက်အနာတောင်းမယ်အချိန်ဆွဲမယ်အချိန်ရလာတာနဲ့အမြသူ့အတွက်ကအချိန်ကြီးကောင်းနိုင်တယ်ပေါ့နော်ပြီးတော့သူကခုနောက်ပိုင်းဆိုရင်ဒါခြွေစစ်ကိုအရန်တုံးတယ်ဒီစစ်မှုတန်းနေပေါ့နော်ရဲဒါပြည်သူစစ်မှုတန်း ဥပဒေနဲ့သူကမတရားခေါ်ယူထားတဲ့ဒီစစ်သားတွေနဲ့သူကသူ့သူ့ဒီအနေထားနဲ့သူကဒီလူတွေကိုစုလိုက်တယ်သူ့မှာဘာမှကုန်ကြစရာမလိုဘူးပေါ့နော်ဒီလူတွေကိုစုပြရတယ်သူတနက်ပေးတယ်ပေးပြရတယ်ရှင်းတဲ့စစ်စင်ကိုပို့ရောက်လာပြီဆိုတာနဲ့ဒါသူကအင်အားတစ်ခုဖြစ်နေတဲ့အတွက်ကျွန်တော်တက်ဖို့ရတိုက်ကိုတိုက်ရတိုက်ရပြီဆိုတာနဲ့ဒါခရယံကုန်ကြတာရှိတယ်လက်နက်ခရယံကုန်ကြမှုတွေဒါများတယ်ပေါ့နော်ပြီးတော့အဲ့ဟာအတွက်ကိုကုန်ကြသွားတဲ့လက်နက်ခရယံဒီစရိတ်တွေအတွက်ကိုပြည်သူစီကနေကူညီတောင်းရအဲ့တော့ပြည်သူကလည်းပို့ပြီးတော့ပြင်ပန်းတယ် ပြီးတော့အဲ့ဟာအတွက်ကိုလက်လက်ခဲကအမြဲတမ်းဖြစ်တင်းနေရတဲ့ခါကျတော့အဲခုနလိုပေါ့နော်တိုက်ပွဲတစ်ခုတိုက်ခိုက်နိုင်မှုအတွက်ဆိုရင်အများကြီးပြင်ဆင်ရတာရှိတယ်ဒီကောင်လိုချင်တာအဲ့ဒါကောင်လိုချင်တာသူ့စီရခုနကပါစရဘလောက်တည်တည်သူဘယ်လိုမဆိုင်ဘူးအဲဒီဘက်ကတက်ဖွဲ့တွေအင်အားလျော့သွားတာသူသဘောကျဒီဘက်ကတက်ဖွဲ့တွေလက်လက်ခဲကလျော့သွားသဘောကျပါစအင်အား900လောက်ကပြစ်လိုက်လို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တယောက်နှစ်ယောက်ထိသွားလဲသူ့တော့ကအမြတ်ပဲအဲ့လိုဖြစ်နေတာအဲ့အဓိကကချွေစစ်ကိုပို့ပြီးတော့သူက သုံးပြုလာတယ်ဗောနော်အဲ့တော့အဲ့ဥစ္စာမျိုးတွေကိုကျွန်တော်တို့တေချာနားလည်ပြီးတော့ဒီကောင်ကိုတံပြန်ထိုးနှက်နိုင်ဖို့အတွက်ဆိုရင်ခုနလိုအချိန်ကညီညွတ်မှုတွေလိုအပ်တယ်ပြီးတော့မာမိတ်ဆက်ဆံရေးတွေပို့ပြီးခိုင်မြဲဖို့လိုအပ်တယ်ဆိုတာလေဒါပြောချင်တာဗောနော်အခုဆိုရင်ဒီဒီကောင်နေအရန်ဝါရဖြတ်တဲ့အလုပ်တွေလှုပ်လာတယ်ဒီ drone နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော်တော်များလှုပ်လာတယ်ပြီးတော့အဲ့ဟာတွေကလည်းပို့ပြီးတော့တိကျတာတွေကိုကျွန်တော်မြင်ရတယ်ဗောနော်အဲအရင်တုန်းကဒါဒီတပ်ဖွဲ့တစ်ခုကိုတိုက်ခိုက်ဖို့အတွက် drone တက်မယ်ဆိုရင်တစ်စီးနှစ်စီးဒါမျိုးပဲတက်တယ်အခုဆိုရင်၄၅၆စီးပြိုင်တက်တယ် ်တက်ပြီးရတဲ့တလုံးချတယ်ချပြီးတော့အဲ့တလုံးကြောင့်မလို့ဒါကြောင့်ဖွဲ့တွေပြစ်ကတ်သွားတဲ့နေရာတွေကိုကြံတဲ့အစီးတွေထပ်ပြီးတော့လိုက်ချတာမျိုးတွေထိဒါတို့လှုပ်လာတယ်အဲ့တော့ဒါသူတို့လုံနေတဲ့ဤစနစ်ကိုပြောပြတယ်ဘောနော်အဲ့တော့အဲ့ဥစ္စာကိုကျွန်တော်ဘယ်လိုဖြေရှင်းကြမလဲဆိုတာလေတရားစဉ်းစားဖို့လိုလာပြီဘောနော်အဲပြီးတော့ကျတော့ဒီစစ်စကန်တိုက်ခိုက်ပြီးရခါကြရင်အဲသူတို့ခုနလိုပေါ့နော်ဒါဟို KIA ဘက်မှာဆိုရင်ဒါရှရူးစုအဲဒီပြည်သူစစ် အမင်းစီတန်အဲ့ကောင်အဲ့ကောင်သွားပြီးတော့တာကီယန်စကန်ခုကိုတိုက်ခိုက်တယ်တိုက်ခိုက်ပြီးအချိန်မှာသူတို့တပုန်နေမှတ်တမ်းနေဘာညာရိုက်ပြီးသူဘာလားပြန်ပြီးတော့လှုပ်ဆောင်တာမျိုးတွေဝေဆာဆာလှုပ်လာတယ်ကိုတွေ့ရတယ်အဓိကတော့သူတို့စီမှာရှိတဲ့စစ်သားတွေရဲ့ကြဆင်းနေတဲ့စိတ်ဓာတ်တွေကိုနီးမျိုးစုံနဲ့ပြန်လဲမြင့်တင်ပေးနေတယ်လို့လည်းဒါယူဆလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စီကတော့စိတ်ဓာတ်နဲ့ပတ်သက်လို့တော့မြင့်တင်စရာကိုမလိုဘူးကျွန်တော်တို့စီကတပ်ဖွဲ့တွေကိုဒီသက်ပို့ပြီးအောင်မြင်မှုရစေချင်တယ်ဆိုရင်ပို့ပြီးတော့ဖြစ်တင်ပေး ဒါပဲလိုအပ်တယ်ပေါ့နော်အဲနောက်တစ်ခုကတော့ကျွန်တော်ကဒီဗီဒီယိုဖိုင်ကတော့ဒီဒီဒီဆွေးနွေးပွဲကတော့ပေါ့နော်ကျွန်တော်က3ပေးတဲ့ဟာမျိုးပဲဖြစ်မှာတဲ့အဲအားကြောင့်ပို့ပြီးတော့စိတ်ပူလို့ပေါ့နော်စတိပြုရအောင်အဲပြီးတော့ဒါအခုဆိုရင်ဒါပါလာကာဖာဆိုတဲ့ပြည်သူလုံခြုံရေးနဲ့အကြံဖတ်နေနေရေးအဖွဲ့ဆိုပြီးတော့လုပ်နေတာရှိတယ်အဲဥစ္စာကိုအင်အားဖြစ်တင်မှုအတွက်ကိုဒါအခုဒါဒီယာပြေးပေါ့နော်ဒုတိယဗိုလ်ချုပ်ကြီးယာပြေးကသူကစီစဉ်နေဥဆောင်ပြီးတော့စီစဉ်နေရဆိုတော့ဘာဘာဘာဘွဲယာပြေးဟုတ်ဘာအဖွဲ့နာမည်ကဘာ ပလကဖပြီးသူပြီးသူပြီးသူချောင်းလန့်ရင်းနေအကြမ်းဖက်ရေးပွဲသူလားပပလကဖပါဗျာပလကဖပြီးသူချောင်းလန့်ရင်းနေအကြမ်းဖက်ရေးပွဲဟုတ်တယ်အဲ့လိုပုံစံဖြစ်နေတာအဲ့အဲ့ဟုတ်သူတို့ကကိုကြောက်နေတာခုအဲ့အခုဒီကောင်ကအဲ့လိုဥဆောင်ပြလှုပ်တယ်လှုပ်တဲ့အချိန်မှာသူကအဲနေလုံးနေဘားနေညာနေပေါ့နော်အဲ့လိုမျိုးညွာမှုစင်နေသွားပြီးသူကဒါဒေတာတွေလိုက်စီယုံခိုင်းတယ်စီယုံခိုင်းတဲ့အချိန်မှာသူကဘာပေးလဲဆိုတော့ဟိုကသူတို့ပေးတဲ့ပစ္စည်းတွေပေါ့နော် သူက15ပြီနဲ့စီတော့ဘူးယူနီဖောင်းတစုံပေါ့အဲအဲ့အဖွဲ့တွေဝင်မယ်ဆိုရင်ဒါမျိုးထောက်ပံ့မှုပေးမယ်ဆိုပြီးတော့ဒီမလုံးပေးတာပေါ့မလုံးပေးတာပေါ့သူတို့မလုံးပေးတဲ့ဟာကမက်လောက်เสียဟာမျိုးဖြစ်နေဖြစ်နေတယ်ဆိုတာလည်းရှားကြောင့်မဟုတ်ဘူးအခုလိုရှားပါနေတဲ့အခြေအနေမျိုးလို့အဲအဲ့ပုံစံမျိုးကိုသူကမလုံးပေးပြီးတော့စီယုံတာမျိုးရှိတယ်ဒါပေမဲ့လည်းတကယ့်မြေပြင်မှာသူကလက်နဲ့မတက်ဆင်ပေးနိုင်တဲ့အတွက်အဲ့ပါလာကာပါနမေးရတယ်ကွာ မင်းတို့ပြောတဲ့ဟာပေါ့အဲကျွန်တော်ပြောတဲ့အဲ့အဖွဲလေးကိုတဲ့သူကတင့်မှုတန်းဟောင်းတို့ရဲဝင်တန်းဟောင်းတို့ကလွဲပြီးရင်ဝင်တဲ့လူမရှိသေးဘူးပေါ့အပြောမယ်ဆိုဟိုဟိုကလည်းနားလည်နေမှာပေါ့တိရမလားမြေမြမအုတ်ကြီးရတော့တိုင်ပတ်နေတာတိရမလားပါလာကာဖာဆိုတဲ့အဖွဲလေးဝင်လိုက်မှာပေါ့နော်ဟိုစီ၃ဘူးလောက်ကိုမှတ်ပြီးတော့၁၅ဘီလောက်ကိုမှတ်ပြီးတော့ဝင်လိုက်မှာငါတို့ ဒါအတန်းနဲ့ခန္ဓာဥသာကွဲလိမ့်မယ်ဆိုပြီးတွေးလို့နေမှာပေါ့အဲ့တော့ကျတော့မဝင်ဘူးပေါ့နော်မဝင်တော့ကျတော့ခုနလိုစစ်အူလေးရဲအူလေးပေါ့နော်အဲအဲ့လိုမျိုးកောင်မျိုးတွေအဲဒီဒီအဖွဲတွေကလွဲပြီးတော့ကျန်တဲ့သူကဝင်တဲ့လူမရှိဘူးပေါ့ဒါပေမဲ့လည်းမြေပြင်မှာဒါဒါကျွန်တော်ကအခုလက်ရှိသိရတဲ့သတင်းပေါ်မှာမူတည်ပြီးတော့အားရကြအောင်ပြောပြဒါပေမဲ့နောက်ဖြစ်လာမယ့်ဟာကိုပြန်စဉ်းစားကြည့်တော့ကျတော့ကျွန်တော်သတိထားရမယ့်ဟာရှိလာတယ်အဲ့တော့စစ်တပ်ကလုံးဝသူကရန်သူကအိတ်နေတာမဟုတ်တော့ရှောက်သူလှုပ်ရှားနေတယ် သူတို့လှုပ်ရှားတဲ့အပိုင်းတွေမှာအခုဆိုရင်ဒါအတွက်အပျော့ဆွဲပေါ့အရင်ဆုံးသကန်းလန်းနဲ့စီယုံနဲ့အဲဒါတွေကငါတို့တိုင်းပြည်အတွက်လိုကိုလိုအပ်တယ်အဲအဲ့လိုကာဝယ်ဖို့အတွက်မင်းတို့မှလည်းတာဝန်ရှိတယ်အဲအဲ့လိုမျိုးဒါတာဝန်ရှိတဲ့သူတွေကိုအခုလိုမျိုးနေရာပေးပြီးတော့ဖွဲ့စည်းတဲ့အခါမှာမင်းတို့ဘာတွေလုပ်လို့ရမယ်ဘာတွေခြင်လို့ရမယ်လက်နက်တွေတက်ဆင်ပြီးတဲ့အခါမှာကိုမိသားစုဘလို့ကအဲ့အဲ့လိုပုံစံမျိုးတွေသူစပြီးစီယုံစီယုံပြီးလို့မရဘူးအခုဆိုတရားမမရဘူး မရဘူးဆိုတဲ့ခါကျရင်ခုနပေါ်တာဆွဲသလိုပဲအကျန်းဖတ်ပြီးတော့ခိုင်းစီတာမျိုးတွေလောက်လာလိမ့်မယ်ဒါလောလောဆယ်မှာလက်နက်မတက်ဆင်ပေးနိုင်သေးဘူးဆိုပေမဲ့သူတို့မှာလက်နက်တက်ဆင်ပေးနိုင်လောက်တဲ့အင်အားရှိတယ်သူကတော့ဒီကာဘာစာတွေရှိနေတာဖြစ်တဲ့အတွက်သူတို့မှာကုန်ကျန်းရှိနေရင်ဒီတနက်တက်လက်ဆိုတာဘယ်လောက်မှကုန်ကျစရာမရှိအဲ့ကြအဲ့ဟာတွေထုတ်လာပြီးတော့ပေးလာနိုင်ပြီဆိုတဲ့ခါကျရင်ကျွန်တော်တို့တပ်ဖွဲ့တွေအတွက်အ ਨੇ ဆုံးတော့အင်အားကိုရင်ဆိုင်ရပါမယ်တနက်ကင်ထားတဲ့အင်အားကိုကျွန်တော်တို့တပ်ဖွဲ့တွေကရင်ဆိုင်ရလိမ့်မယ်ပေါ့နော်အဲ့ကြ သူတို့ဘက်ကိုထောက်ခံတဲ့သူတွေဒါမှမဟုတ်လည်းမထောက်ခံဘဲနဲ့သူတို့အတင်းဆွဲခေါ်လို့ပါသွားတဲ့သူတွေကခုနပြည်သူ့စစ်မှုထမ်းဥပဒေကြောင့်ဒါဖမ်းဆီးခံရတဲ့ပါစာရင်းနဲ့အလားတန်သွားတူအဲ့ခါကျရင်ကျွန်တော်တို့တပ်ဖွဲ့တွေကအခုလိုပဲတော်လိုင်းဝင်တော့ဝင်ဖို့တွေပုံများလာအောင်ပါအဲအချင်းချင်းပြန်ပြီးတော့ဒါအင်ဂျင်ချင်းအုံးမဲတုတ်ပြီးတော့ခိုင်းတဲ့အဖြစ်မျိုးတွေကပို့ပြီးတော့တွေ့လာရအောင်ပါဘောနော်အဲကျွန်တော်တို့ဒီဘက်ကတပ်ဖွဲ့အနေနဲ့လည်းဒီလိုမျိုးလှုပ်လာတဲ့ဟာတွေပေါ်မှာဘာတွေပြင်ဆင်သင့်တယ်လဲ ဒီလိုမျိုးအထဲကိုမလိုက်ချင်ပါဘူးဆိုတဲ့ပြည်သူတွေကိုဘာတွေရွေးချယ်ခွင့်ပေးတဲ့လဲဆိုတဲ့ဟာကိုအခုချိန်ကနေကကျွန်တော်ကြိုတင်ပြင်ဆင်တာမျိုးတွေလုပ်တယ်ဟုတ်တယ်အဲ့တော့ဒီဟိုဘောဟိုဆက်နေညီလေးပြောတဲ့ထဲမှာပါတယ်ဟိုခင်ဗျားတို့ကာကွယ်ခင်ဗျားတို့မှာတာဝန်ရှိတယ်ပေါ့အဲဒီကိုခင်ဗျားတို့မှာကာကွယ်တင်တယ်ဆိုတဲ့ဇကားပေါ့နော်အဲ့အဲ့ဇကရက်နဲ့ပတ်သက်ပြီးတော့မှာဟိုအရင်တုန်းကသူကလောက်ကင်ပေါ့လောက်ကင်ဆိုလို့ရှိရင်လောက်ကင်မှာစစ်ဖို့ဖြစ်ရတာအရင် ဟိုဟာဖြစ်ခဲ့တာအဆင်ပြေခဲ့တာကိုနည်းသူကလောက်ကိုင်းတိုက်ပွဲမဖြစ်ခင်တော့ဟိုဟာလို့ဗါလဲတော်ပြီမှလူပြရရန်ကန်ကောင်းနေလောက်ကိုင်းမှာစုဖို့ပြရတာတိုက်ပွဲမဖြစ်ခင်တော့ရန်ကောင်ပစံဟိုတကယ်ဦးကိုတဲ့တဲ့ပြီးတော့မှယူလို့ရတဲ့အခြေအနေမျိုးပေါ့နော်အဲ့ဒီနေရာပြီးလို့ရှိရင်ဒီရခိုင်မှာဟိုဒီဘင်္ဂလားဒေ့ရဲ့နေဆက်မှာဟိုနခခပေါ့အဲ့အဲ့ဒီမှာရဲသွားဖြစ်ရတာသူကရန် ဟိုဖြစ်တယ်ဟောအရန်ပဆန်ရအရန်တန်မိုးရှိတယ်ဗောအဲ့ရစခန်းမှုလောက်ဆိုရင်စခန်းမှုတယောက်လောက်ဆိုရင်တော်တော်ကိုကိုအဆင်ပြေနေချမ်းသာနေပြီတီးချမ်းသာနေပြီအဲ့တော့အဲ့ဒီနေရာတွေဒီအာနာမသိငင်ရဗောအဲ့ဒီနေရာတွေတိုက်ပွဲဖြစ်တော့သူတို့တွေကဘာလို့ ਆ လဲဆိုတော့ဟိုဒီလောက်ကင်ဘက်ကဘုံကြီးတွေဘုံမှုတွေဘာညာတွေစစ်သားတွေကသူတို့တက်သေးလုံညုံရေးဆိုပြီးတော့သူတို့တက်သေးမှာသူတို့တက်အဝင်းဝိုင်းထဲမှာပြန်ဝင်ပြီးတော့မှာ နေနေရတယ်ဘာမှမဟုတ်တဲ့ဟိုအဲ့လောက်ကိုင်းနဲ့ပတ်သက်ပြီးတော့တပြားမှမရဘူးတဲ့កောင်းနေရတော့ပြီးတော့မှတွတ်တိုက်ရတယ် တီလိုက်တယ်မတော်တော်လေးเนาะတမကိုကိုတို့ဘာတို့တွေဟိုဒီ2 0 2 2တို့ဘာတို့ဘာမှလည်းအကျိုးခံစားခွင့်မရခဲ့ဘူးဘာမှအကျိုးခံစားခွင့်မရခဲ့ဘူးဟိုကိုကိုဆိုမိကြီးလာမှနေတာငါငါဆိုကလောမှနေတာလောက်ကိုင်းသွားမြေပုံထဲမှာပဲတွေ့ဦးတဲ့လူတွေကတကယ်တကယ်တိုက်တော့တတ်တိုက်ရအသေးခံရနော်ပြီးအဲ့ဒီကနေတခါဘယ်ဟိုတော့လဲဆိုရခိုင်ဒီအေအေနဲ့ဖြစ်တဲ့အချိန်မှာအခုနခခါဖြစ်ဖြစ်လက်ဖြစ်ကော အဲ့ဟိုရဲတွေကပန်းဆန်ကိုတော်တော်လေးယူထားပြီးွားပြီပြီးတော့တို့ကတို့စခန်းတွင်းလုံုံရေးဆိုပြီးတော့နေနေရောခြံစည်းကိုကြလန်ထိုးပြီးတော့မှကျန်တဲ့ဘေးပန်းဝင်းကျင်ကိုတို့စခန်းကိုလာတိုင်းခံဘေးပန်းဝင်းကျင်ကိုဘလူရက်တက်တခြားနေရာလူတွေကတွတ်တိုက်ပေးရဟုတ်တခြားနေမရကောင်းနေရအဲ့တော့ယူတော့ကလည်းခမားတို့ပဲပြီးရင်တိုက်ခိုက်ဖို့လည်းခမားတို့ပဲလို့ဖြစ်တင်တယ်လို့အရင်တော့ခြေတက်ထဲမှာနေတော့တွေးခဲ့တယ်ပြန်ဒီကောင်နေလောက်ငါတို့ကအခွင့်အရေးမှမရခဲ့ငါတို့ကဘာလို့တွတ်တိုက်ပေးရတာလဲ အခုလည်းဒီတိုင်းပဲဟို1962တုန်းကနှစ်ကလေးကအာနာသိင်းခဲ့တဲ့နေဝင်းရဲ့မြီးနဲ့ဟိုနေရွက်မပါတဲ့ကောင်နဲ့ခင်ဗျားတို့အခုလက်ရှိပါတယ်ဟိုတွန်းတာပြောရည်ပါလာကဖားနဲ့ပါလာကဖားရဲ့ဝင်မဲ့လူနိုင်ငံကိုတကယ်ကာကွယ်ဖို့ဆိုဘယ်သူကပို့ပြီးတော့တာဝန်ရှိလဲပေါ့နော်ဟုတ်တယ်ဒီကောင်တွေကပြီးရင်စစ်ဘိုလ်ချုပ်တွေရဲ့တူတွေစစ်ဘိုလ်ချုပ်တွေရဲ့အကိုတွေစစ်ဘိုလ်ချုပ်တွေရဲ့ညီတွေသူတို့ရဲ့သားတွေသူတို့ရဲ့ချွေးမတွေ တို့ကဘဘဘိုးโจကြီးကောင်းသားလို့ရှိရင်သူကဘိုးโจကောင်းသားလို့ရှိရင်အာငါဦးလေးကဘိုးโจกว่าတို့ပြီးရမှာဟုတ်တယ်ရန်ကုန်မြို့မှာဟိုကားကိုလိုင်းနေမရှိပဲမောင်းတည်းကည7နာရီတနာရီမောင်းဟိုကလပ်သွားပြီးတော့ဟဲ့အောင်ဘလူးတူกว่าဘလူးသားกว่าဆိုပြီးတော့มาဟိုဖြစ်ခဲ့တယ်အခွင့်အရေးရတော့ကလည်းဒီကောင်းကြီးယူခဲ့တယ်အဲ့တော့တကယ်တကယ်အခု PDF တက်ဖွဲ့နေတယ်တော်လိုင်းတက်ဖွဲ့နေတယ်တိုက်ရမယ်ဆိုတဲ့အချိန်မှာမင်းတို့ကအဖြစ်သင့်ဆုံးမင်းတို့အဖြစ်သင့်တော့ဟုတ်တယ်အဲ့တကယ်ကောင်းသားခဲ့တော့ကလည်းခင်ဗျားတို့အခုပါလာကဖားတွေဘာမှမရခဲ့ဘူး တို့အထီးနာတဲ့ချိန်ကျမှခမားတို့လာပြီးအားကိုးတာကိုဇိုတင်ထိုးပြီးဝင်သွားမယ်ဆိုရင်တော့ခမားတို့လောက်ညံ့တဲ့လူခမားတို့လောက်စဉ်းစားဉာဏ်မရှိတဲ့လူတော့ကျွန်တော်လည်းမရှိတော့ဘူးပေါ့ဒီကအဲ့တော့ကိုယ့်အကကိုစဉ်းစားစေချင်တယ်ဟုတ်တယ်အခုစစ်တပ်ကတော့နီလန်းအမျိုးမျိုးနဲ့ကိုတုံးလာတယ်အခုဒီလိုမျိုးတွေစီယုံလာတယ်ပြီးရင်အခုဒီကြိုက်ထိုးနားမှာဆိုလို့ရှိရင်ကြိုက်ထိုးတထုံလမ်းပိုင်းမှာဆိုလို့ရှိရင်ဟိုစစ်တပ်ယူနီဖောင်းမဝေးဖဲနဲ့ PDF ရောင်းဆောင် PDF uniform ဝေးပြီးတော့မှ तू ကလမ်းမို့လမ်းလုံးညုံကြီးတက်ပြီးတော့မှယူတယ်အဲ့ဒါကို online တက်ဖွဲ့ရတယ်ဒါဟိုသတိပေးတဲ့ဟိုလေးပေါ့နော်တကယ်တခုခုဖြစ်မှာစိုးရိမ်တဲ့အတွက်အကုန်လုံးကပန်းနဲ့ပေါက်နေတာမဟုတ်ဘူးတယောက်နဲ့တယောက်ကြည်တန်းနဲ့ပြစ်နေတာဖြစ်တဲ့အတွက်အသက်အန္တရာယ်တခုခုဖြစ်သွားရင်အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက်ကျွန်တော်တို့ကသတိပေးတာဖြစ်တယ်တို့ကဒီအောင်စီရမှာဟိုအလံပြူထောင်းပြီးတော့ဝင်လာတဲ့ဟိုဟာဆိုလို့ရှိရင်လည်းပြော့ပြတယ်နောက်ကဘိုးကြီးတွေကအောက်ကရဲဘော်ကတော့အဲ့ဒီ ဟိုဟာမရှိဘူးပေါ့ uniform မရှိဘူးပေါ့ဘိုးကြီးတွေကတို့တက်ဆိုင်ရင်တို့နောက်တန်းကနေလာတဲ့နေရာတွေကနေပြီးတော့မှအဲ့လိုလာတာပေးနေပါ냐ပစ္စည်းလာပို့တဲ့အခါကျရင်တို့ uniform တွေပါရမှားတယ်မှားပြီးတော့မှအဲ့လိုမျိုးတွေဝစ်လာရောအဓိက PDF အယောင်ဆောင်ပြီးတော့မှအဲ့တို့တွေတခုယုံမှကျင်နေဆိုရင်လည်း PDF အယောင်ဆောင်မယ်ပြီးရင်ကိုတက်ဖွဲ့အချင်းချင်းပေါ့နော်မှားအောင်လို့ဟာဒါဒီပြောက်ကြား uniform သလိုရှိရင်တော့ငါတို့လူပဲဆိုပြီးတော့မှဟိုတွားပြီးတော့မှဟိုမှာမဖြစ်မိသေးနဲ့ပေါ့တယောက်နဲ့တယောက်ဝေးဝေးကလေးကအဆက်အသွယ်ရအောင် ယူပြီးတော့မှအဲ့အောင်မင်းငါတို့တက်ဖွဲ့တေးကြလားတေးကြဆိုလို့ရှိရင် icon set line ဆိုလို့ရှိရင်လေကိုယ့်ဘက်ကိုတေးကြပေးထားတဲ့နောက် line တစ် line နံပါတ်တစ်ခုပေးထားပေါ့ပေးထားပြီးတော့မင်းငါတို့တက်ဖွဲ့ကမှန်ရင်ငါတို့ a line ကိုလိုက်ခဲ့ဆိုတဲ့အခါကျရင်တို့မလိုက်တတ်ဘူးဆိုရင်တော့ဒါကိုယ့်တက်ဖွဲ့မဟုတ်ဘူးဒါပေမဲ့စီစစ်ရမယ်နီးလန်းနေအများကြီးရှိပါတယ်ပေါ့နော်ဒါကြီးစီစစ်ပြီးတော့မှကိုယ့်အသက်အန္တရာယ်ကိုလည်းဟွာဖြစ်ပြီးတော့နီးလန်းမျိုးစုံတုံးပြီးတော့မှ PDF အတွင်းယူမယ်တို့နိုင်မှုအတွက်ကအကုန်လုံးဟိုအချင်းနဲ့ဆင်းမှာမတရားတာမရှိဘူးဆိုလို့ပဲအကုန်လုံး လုံးမယ်ဆိုတာလေးကြိုးပြီးတော့တတိပေးနေတာပေါ့နော်ဟုတ်အိုက်ဖြစ်စင်ပါဆိုလဲဒါသူကကင်းမုံဝစ်ပြီးတော့အသွင်ယူတဲ့ဒီဘက်ကတရားစားတွေကိုဒါတိုက်ပွဲဖြစ်တယ်ပေါ့တိုက်ပွဲဖြစ်တော့ဟိုဘက်က၄ယောက်တည်းကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဝင်တရားဆုံးနေပါတော့ဆုံးနေတယ်ဒါဆိုတော့ဒါကဒီတက်ဖွဲ့အနေနဲ့လေဒါထုတ်ပြန်ပြောလာပြီတခြားအဖွဲ့တွေတည်တင်တယ်ပေါ့နော်ဒီဒီဖြစ်စင်ကဘာလို့လဲဆိုတော့စစ်တပ်ကအသွင်ယူပါတယ်ဆိုတဲ့ဟာမျိုးကဟိုးအရင်တွေကလုပ်တယ် အာဒါဒါဟိုစစ်ကြောင်းမှာဆိုရင်ကိုပဲအချင်းချင်းကြားမှာကိုပဲအတွင်ယူနေတာတဲမှုဆိုတဲ့ကောင်ဒုတိယမှုဆိုတဲ့ကောင်အပွင့်နေဖြုတ်ရဲဘော်လိုမျိုးပေါင်းမိတို့နဲ့အဲသူသူ့ရွေးပြီးတော့စနိုက်ပါနဲ့ဘင်းခံမှာဆိုလို့အိုင်ကွန်တိုင်းနေဆိုစတီးတိုင်းနေဆိုရင်ပြောင်းပြီးတော့သူလဲပြီးတော့သုံးတယ်တော့ကဒါပစ္စတိုတွေအိုင်ကွန်နေဆိုရင်နောက်ကချင်းထဲမှာပဲထည့်တယ်ဒီလိုပုံစံမျိုးတွေနဲ့ရုပ်ဖြတ်ပြီးတော့ဗောနော်ဟိုသူတို့အယောင်ဆောင်တာမျိုးတွေကအချင်းချင်းကြားမှာတော့ရှိတယ်အဲ့ကြဒီလိုမျိုးတပ်ဖွဲ့ဝင်တွေပုံစံမျိုးအယောင်ဆောင်လာပြီဆိုတဲ့ဟာကဒါက တပ်ဖွဲ့ဝင်တွေကိုပုံဖြတ်ခြင်းနဲ့ရည်ရချက်တွေလည်းပါမယ်အဲပြီးတော့ကျတော့စီစစ်တဲ့ဟာတွေကလည်းအရင်အရေးကြီးလာတယ်ဟိုအချင်းချင်းမှားတာမျိုးမဖြစ်ဖို့ပြီးတော့ကျတော့သူတို့ဒီလိုလှုပ်လာပြီဆိုရင်အချင်းချင်းကြားထဲမှာလည်းအဲထင်အောင်ထင်မှားတွေဖြစ်လာနိုင်တယ်အဲအဲဟာမျိုးတွေကဆာကျွန်တော်တို့ပုံပြီးစီလုံးမှုလိုလာတယ်ဟာမဟုတ်ဘူးငါတို့အဖွဲ့တော့မဟုတ်ဘူးဒီရွာမှာလာသွားတယ်ဗနီယောက်လို့တရင်ရတယ်အဲအဲ့ဒါငါတို့အဖွဲ့တော့မဟုတ်ဘူးမင်းတို့အဖွဲ့လားအာမဟုတ်ဘူးငါတို့လည်းအဲ့ဘက်မသွားဘူးအဲ့ဆိုရင်တော့ငါတို့ကြားမှာတဖွဲ့ဖွဲ့ရှိနေပြီဒါပဲအဖွဲ့လဲမဟုတ်ဘူးဆိုရင်ဒါစိတ်ကောင်းစီပဲပေါ့ဒါကြအဲ့လိုပဲ ဒီဒေသခံပြည်သူလူတို့အနေနဲ့ကလည်းတာဝန်သိတဲ့စိတ်အဓိကတော့အဲ့လိုမျိုးလာတယ်ကိုကမတင်ကြဘူးဟဲ့ကိုအဖွဲ့တရားကြတော့အများတည်းမြင်နေတွေ့နေရဆိုတော့သိနေပြီဘတ်စိတ်ဘလို့တက်တယ်လဲအဲတချို့ဆိုရင်ဒါမြန်မာတမ်းမိတယ်တချို့ဆိုရင်ပုံစံကြည့်ရတယ်သိတယ်အတုံးဆောင်ပစ္စည်းကြည့်ရင်သိတယ်အဲအဲ့လိုမျိုးပုံစံမျိုးဖြစ်နေတယ်တကယ်လို့ကိုစိတ်ထဲမှာမတင်ကြဘူးဆိုရင်ဒါမေ့ကြည့်ပေါ့နော်ဟာသားတို့ကဘယ်ဘယ်အဖွဲ့ကလဲဆိုတာမျိုးပေါ့နော်တခွလောက်အဲဒါမျိုးဆိုရင်ဒီကောင်တွေသိနိုင်မလားပေါ့နော်ဘယ်စစ်ကြောင်းပါညာအဲအဲ့လိုမျိုးဆိုတာဒါကြည့်လိုက်တာနဲ့ ဟိုဟိုဒါတော်လိုင်းရေးကိုထောက်ခံနေတဲ့ပြည်သူတွေဆိုရင်သိတယ်လေနော်အဲသူပါဇက်ကနေထွက်လာတဲ့စစ်ကြောင်းနဲ့သူကတ်ထားတဲ့ဟာနဲ့မမှန်ကန်ဘူးဆိုရင်ဒါဆိုရင်ဒါအတိပေးသေးတဲ့ကျွန်တော်ရဲ့တော်လိုင်းတပ်ဖွဲ့တွေစီကိုတိပေးတာမျိုးအဲတတိပေးတာမျိုးပေါ့နော်အဲအချိန်မီပြန်ပြီးတော့သတင်းတွေပေးတာမျိုးဆိုရင်ဒါအယမ်းကိုထိရောက်တဲ့ဟာတွေဖြစ်လာလိမ့်မယ်ဒါကတကယ်တော့အခုလိုမျိုးဖြစ်လာပြီဆိုတဲ့ဟာကပြည်သူကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကိုအကြမ်းဖက်ပုံစံမျိုးဖြစ်အောင်သူကပုံသွင်းနေတာလည်းပါတယ်ဟုတ်တယ်အဲကြောင့်ကျွန်တော်ကတကယ်အရေးကြီးလာတဲ့အချက်တွေဖြစ်လာပြီအဲ့တော့အဲ့ဥစ္စာတွေကြားထဲမှာကျွန်တော်က လုံးဝကိုယ့်ကိုလည်းအကြမ်းဖက်ပုံစံသူတို့မဖန်တီးနိုင်အောင်ငါပြော ပြည်သူလူထုလည်းမထိခိုက်မနစ်နာအောင်ပြင်ကိုတက်ဖွဲ့အချင်းချင်းကြားမှာလည်းသွေးကွဲတာမျိုးတွေမဖြစ်အောင်ကျွန်တော်တို့ဒီထက်ပိုပြီးတော့ဒါကောင်းမွန်တဲ့စနစ်တွေနဲ့ကျွန်တော်တို့တေချာပြင်ဆင်ဖို့လိုအပ်လာပြီဆိုတော့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်